္ဂလာပါရှင်ချင်းလင်းချန်နယ်သတင်းဌာနမှဖြစ်နေကြဆိုလိုက်ပါရယ်2025ခုနှစ်အပရလ28ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ရန်တာရွာအနီးတိုက်ပွဲတွင်လက်နက်ရှိလက်နက် KM ရရှိပြီးကလေးမြို့တောင်ပိုင်းရှိဂျေးရွာများကိုစစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေကြောင်း ်ထဝေမြို့နေရေးထဝေအမှတ်ရှိပြီးထောင်စုလမ်းမပေါ်ရှိဟာလီကွေစစ်တပ်စခန်းကိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်16ဦးကိုလက်နက်19လက်ခေရမြန်နဲ့အတူဖမ်းဆီးရရှိကြောင်းထီချိုင်မြို့နေအရက်ဘတ်ဆေးရုံနဲ့စာတင်ကျောင်းကိုစစ်ကောင်စီကလေးကျောင်းဖြင့်ဝုံကျွေးချတိုက်ခိုက်မှုတွင်ပြီးသူ2ဦးသေဆုံးပြီးအများပြားဒဏ်ရာရရှိကြောင်းမင်းလာမြုပ်နေတွင်စစ်တပ်စစ်ကြောင်းကိုကြက်ဖြတ်တိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်သား6ဦးတေဆုံးကြောင်း တောင်တာမြို့နယ်တောင်ခမောက်ရွာကိုစစ်တပ်က လေရင်ဖြင့်ပုံချေတိုက်ခိုက်မှုတွင်ဂျေးရွာအတွင်းရှိ နေအိမ်များမိလောင်ပျက်စီးကြောင်းနဲ့စကိုင်းငလင်ကြီးတလားပြည့်တဲ့ယနေ့တွင်ရေတားရှိမြို့အနီးသို့ဗဟုပြုတ်ပြီးပြန်အား၄.၃အဆင့်ရှိ ငလင်ထက်မှန်လှုပ်ခက်ပန်ကြောင်းတော့ဖြစ်ပါရဲ့ရှင်။ကျန်တာရွာအနီးတိုက်ပွဲတွင် လက်နက်ရှင်လက်နဲ့ခေယံများရရှိပြီးကလေးမျိုးတောင်ပိုင်းရှိခြေရွာများကိုစစ်ကောင်စီမှလေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေတဲ့တရင်ကိုတင်ဆက်ပေးတော့ပါမရှင်။စကိုင်းနဲ့မကွေးအဆက်ဖြစ်တဲ့ကလေးနေတောင်ပိုင်းရှိကျန်သားရွာဘက်တွင်ဟန်တာဝတီဘက်မှစစ်ကောင်စီထူစစ်ကြောင်း တိုက်ပွဲများကြကြော့ပြန်ဖြစ်ပွားနေခဲ့ရာစစ်ကောင်စီဘက်မှလည်းတိုက်ပွဲဖြစ်ပွားရာနေရာများကိုသာမကတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ကလေးနေတောင်ပိုင်းရှိကျေးရွာများကိုလည်းလေကြောင်းတက်ခဲမှုများပြုလုပ်နေကြောင်းသိရှိရပါတယ်။ကျန်တာရွာတို့စစ်ကြောင်းထူလာတဲ့စစ်ကောင်စီပြည်သူစစ်ပြူစောတီနဲ့တော်လှန်ရေးတပ်များအကြားထိတွေ့တိုက်ပွဲများအပရလ25ရက်နေ့မှပြန်လည်ပြင်းထန်ခဲ့က၎င်းတိုက်ပွဲများအတွင်စစ်ကောင်စီဘက်မှ20ဝန်းကျင်တေဆုံးပြီးအမြောက်အများတန်ရာရရှိက ာလက်နက်ရှင်းလက်နက်တကွ KM များအသုံးဆောင်ပစ္စည်းများတင်စီခဲ့မိကြောင်းသိရှိရပါတယ်။ CDF KKG ပြန်ကြားဤတာဝန်ခံကဒီစစ်ကြောင်းနှစ်ကြောင်းမှာသူတို့ဘက်ကအားက150-200ဝန်းကျင်ရှိပါတယ်။တိတ်ပွေးဖြစ်တဲ့နေ့တွေက25ရက်နေ့ကနေဆိုရင် မနေ့ကနေပိုင်း29ရက်နေ့အထိပေါ့နော်ဒီ3ရက်တိုက်ပွဲအတွင်းသူတို့ဘက်က20လောက်ကြတယ်မျက်မြင်အတိပြုတ်နိုင်တာကဆေးလောင်းကြော်တာမှုအရေးအတွက်တော့ပိုတော်ပိုနိုင်ပါတယ်တန်ရာရတာကတော့များတယ်လို့ပဲပြောနိုင်တယ်ကိုဘက်ကလည်းထိခိုက်တန်ရာရရှိတာတွေတော့ရှိပါတယ်လက်ရှိစစ်ရေးကတော့ဆက်လက်ပြင်းထန်နေဦးမှာပါပဲသူတို့ဘက်ကတော့စုံရှုံပြီးသားနေရာတွေကိုပြန်သိမ်းနိုင်အောင်ကြိုးစားနေတာဖြစ်တယ်လို့ကျွန်တော်တို့ဘက်ကလည်းစစ်ရေးအရှိန်ပုံမြင့်နိုင်ဖို့ ရှစ်ဆက်တိုးပြီးတိမ့်နိုင်ဖို့ကြိုးစားအောင်ပါပဲလို့ချင်းလင်းချင်းတဲ့သတင်းဌာနတို့ပြောဆိုထားပါတယ်။ကလေးနေတောင်ပိုင်းရှိနှစ်မြောင်းနှစ်ချောင်းငါးဖားအောင်ချမ်းတာဟာခါလေးတန်ဖူကျေးရွာများကိုလည်းအပရလ26ရက်နေ့မှစတင်လေကြောင်းတိုက်ခိုက်မှုများအတွင်ပြီးသူ၄ဦးထက်မနည်းတေဆုံးကဆေးဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ကျေးရွာကတော့တောက်လျှောက်ဆိုသလိုပါပဲ။ jet fighter ရော y12 ရောပေါ့လေယခုလေကြောင်းတက်ခဲ့တဲ့ဂျေးရွာတော်တော်များများကလက်ရှိစီရီပြင်းထန်တဲ့စစ်မေပြင်းနဲ့အတော်လေးလှမ်းပါတယ်ကျွန်တော်တို့စေရင်ပြုစုနိုင်တဲ့လို့တော့ပြည်သူလေးယောက်တည်ဆုံပါတယ်ဆေးယောက်ကြော်တရရရှိပါတယ်ဒီမနေ့ထက်တိုးတည်ရတာမှာတော့တန်ရရထားတဲ့ပြည်သူနှစ်ယောက်လည်းဈေးကူတမှုခံယူနေရင်တည်ဆုံတယ်လို့ပါလက်ရှိကလေးနေတောင်ပိုင်းမှာဖုန်းလိုင်းအင်တာနက်လိုင်းအားလုံးကြီးပါပြတ်တောက်နေတော့တရင်အချက်အလက်ပိုင်းအတွက်အခက်ခဲရ ရှိပါတယ်။လေကြောင်းအန်ဒရီအချက်ပေးတဲ့အပိုင်းတော့ရိုင်းနိုင်တမျှနီလန်းနဲ့ဂျူပန်ဆောင်ရွက်နေကြတာရှိပါတယ်။လော့စပီကာနဲ့အော်ပြိုတာမျိုးအထီပေါ်လို့ဆက်လက်ပြောဆိုထားပါတယ်။လေကြောင်းတက်ခိုက်ခံရတဲ့ဂျေးရွာများမှာပီတိုအမြောက်များတင်းရှောင်နေကြရပြီးတိခိုက်တံရန်ရရှိတဲ့ပီတိုများအတွက်ဂျမ်းမာကြီးဆောင်ရှောက်မှုအပိုင်းတွေလည်းအခက်အခဲများရှိနေကြောင်းသိရှိရပါတယ်ရှင်။ ထဝေမြို့နယ်ရီးထဝေအမှတ်ရှိပြီးထောင်စုလမ်းပေါ်ရှိဟာလီကွေစစ်တပ်စခန်းကိုတက်ခိုက်မှုတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်16ဦးကိုလက်နက်19နဲ့ခေရမြန်းနဲ့အတူဖမ်းဆီးရရှိထားတဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။တနင်္သာရီတိုင်းထဝေမြို့နယ်ရီးထဝေအမှတ်ရှိပြီးထောင်စုလမ်းမပေါ်ရှိဟာလီကွေစစ်တပ်စခန်းကိုတက်ခိုက်သိမ်းပိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်16ဦးကိုလက်နက်19နဲ့ခေရမြန်းနဲ့အတူ ဖမ်းဆီးရရှိကြောင်းဒူရကစစ်ကြောင်းကသတင်းထုတ်ပြန်ထားပါရယ်အပရလ26ရက်နေ့နာနဲ့6နာရီဝန်းကျင်အချိန်တနင်္သာရီတိုင်းထဝေမြို့နယ်မောင်မေရှောင်ကျေးရွာရေးထဝေအမှတ်ရှိပီချောင်စုလမ်းမကြီးပေါ်တွင်ရှိသောစစ်ကောင်စီတပ်ရဲ့ဟာလီကွေစစ်ကောင်စီတပ်စခန်းကိုညီနောင်မဟာမိတ်တပ်များကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းထူတိုက်ပွဲအတွင်းစစ်တပ်ကလက်နက်ကြီးပစ်ကူအများအပြားနဲ့လေရင်ပစ်ကူများပေးခဲ့ကြောင်း စစ်တပ်ဘက်မှဘူကြီးတဦးတေဆုံးပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်16ဦးကို အရှင်ဖမ်းဆီးရရှိခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့လက်နက်များကိုလည်းသိမ်းဆီးရရှိခဲ့ရာ MA1 တနက်9လက် MA2 တနက်10လက် MA3 တနက်6လက် MA4 တလက် BA100 တလက်နဲ့ဆက်စပ်ပစ္စည်းများတင်စီရရှိခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါစစ်စင်ရေးကိုတဝေအမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ရဲ့ဒုရကစစ်ကြောင်းဦးဆောင်မှုဖြင့် ရဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KNU တမဟာလေးတရင်စနစ်တက်ခွေကဥဩစစ်ကြောင်း The Way Guerrilla Revolutionary Force DGRF The Way People Liberation Force TPLF ဒေါနာတက်ခွေခွန် Sky Coast Drone Force Federal Duan J တပ်ဖွဲ့အရှိတော်ပြည်သူ့ကာကွယ်ရေးအင်အားစုများကပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ ပြည်သူများအနေနဲ့စီရီအထူးတရီပြို့သွာလာနေထိုင်ကြရန်တိတ်တွယ်အတိပေးထားပြီးစစ်ကောင်စီကအချိန်မရွေးလေကြောင်းအသုံးပြုတိုက်ခိတ်မှုများရှိလာနိုင်သောကြောင့်လေကြောင်းရန်ကာကွယ်ရေးနှင့်ပတ်သက်တဲ့အချက်လက်များကိုလိမ့်နာကျင့်ကြံကြရန်စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့်လည်းပြည်သူရင်ခွင်ခိုးလုံကြရန်တော်လှန်ရေးတပ်များကတိတ်တွင်းထားတယ်လို့သိရှိရပါတယ်ရှင်ထီချိုင်မြုံနေအရက်ပတ်ဈေးရုံနဲ့စိုက်တင်ကြောင်းကိုစစ်ကောင်စီကလေရင်ဖြင့်ပုံကြီးချတက်ခင်မှုတွင် ပြီးသူနှစ်ဦးတည်ဆုံးပြီးအများအပြားတန်ရန်ရရှိခဲ့တဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင် စကိုင်းတိုင်းထီချိုင်မြို့နယ်အရက်ဘက်ဆေးရုံနဲ့စာတင်ကျောင်းကိုစစ်ကောင်စီကလေရင်ဖြင့်ပုံကျေချတိုက်ခိုက်ခဲ့ရာပြီးသူနှစ်ဦးသေဆုံးပြီးအများအပြားဒဏ်ရာရရှိကြောင်းသိရှိရပါတယ်။အပရလ26ရက်နေ့မွန်လွေ7နှစ်နာရီဝန်းကျင်အချိန်ထီချိုင်မြို့နယ်အတွင်းရှိဂျေးရွာတခုတွင်ရှိသော အရက်ဘက်ဆေးရုံကိုစစ်ကောင်စီကလေရင်ဖြင့်ပုံကျေချခဲ့ရာဆေးရုံတက်လူနာနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒေသခံပြည်သူများကပြောဆိုထားပါတယ်။ ဒေတာခံပြည်သူတူကအပရလ26ရက်နေ့မွန်လွေ7နှစ်နာရီမှာကြက်တိုက်လေရင်နဲ့ထီချိုင်မြို့နယ်အတွင်းမှာရှိတဲ့အရက်ပက်ဈေးရုံကိုပုံနှလုံးကြေးချရဲဈေးရုံတက်နေတဲ့လူနာ2ဦးထိခိုက်ပါတယ်ကလေး2ဦးနဲ့လူကြီး2ဦးတန်ရာရပါတယ် ဈေးရုံပေါ်ပုံမကျဲခင်လေရင်က သုံးပတ်ပတ်ပြီးမှပုံကျဲချတာဒါကြောင့်လူနာတွေရှောင်ချင်ရသွားတယ်ဈေးရုံဒီနေရာကတရက်ပင်တွေကြားရှိပေမဲ့ဒလန်တရင်ပေးချတာကြောင့်နေရာအတိအကျနဲ့ပုံကျဲချခံရတာလို့ရန်ကုန်ခက်တဲ့တရင်ဌာနတော့အတိပြုပြောဆိုထားပါတယ်အလားတူအပရလ26ရက်နေ့ည7:38မိနစ်အချိန်ထီချိုင်မြို့နယ်အတွင်းရှိစာတင်ကျောင်းကိုလေစစ်ကောင်စီကပုံထမှန်ကျဲချသွားပြီး ပြီးသူ2ဦးသေဆုံးပြီး3ဦးထိခိုက်ဒဏ်ရာရရှိကြောင်းသိရှိရပါတယ်။မြောက်ပိုင်းပုံထက်ကျဲတာကတော့အသက်80ကျော်အဖွား ်အသက်20ကျော်အမျိုးသမီးတဦးနဲ့အသက်20နှစ်အရွယ်ကလေးတဦးစုစုပေါင်း3ဦးတန်ရာပြင်းထန်ပါတယ်။ဒေဆုံးလာက2ဦးပါလို့ဒေသခံပြည်သူကဆက်လက်ပြောဆိုထားပါတယ်။အကြံဖက်စစ်ကောင်စီကအပရလ23ရက်နေ့မှအပရလ30ရက်နေ့အထိအပြစ်ခက်ရစေကြီးကြေညာထားတော်လဲနိုင်ငံတော်တွင်ဘုံကျဲတိုက်ခတ်မှုများကိုစက်တိတ်လှုပ်ဆောင်နေရှိကြောင်းတော်လှန်ရေးတပ်များနဲ့ပြည်သူများရဲ့ပြောဆိုချက်အရသိရှိရပါရဲ့ရှင် မြန်လှမြို့နေတွင်စစ်တပ်စစ်ကြောင်းကိုကြက်ဖြတ်တိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်သား6ဦးသေဆုံးသွားတဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ပခိုးတိုင်းမင်းလာမြို့နယ်တွင်အကြံဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား6ဦးသေဆုံးခဲ့ကြောင်းသိရှိရပါသည်။အပရလ26ရက်နေ့နံနက်9:00အချိန်ခန့်တွင်မင်းလာမြို့နယ်အပိုင်းပခိုးယူမအဆက်ရှိ ရေးရွာများမှစစ်ပေးရှောင်နေသောပြည်သူများရဲ့နေအိမ်များကိုလိမ့်လံဖောက်ထွင်းခိုးယူနေသောစစ်ကောင်စီတပ်သားများဟာစာချောင်းရွာထိပ်ဂျူးတတားပေါ်တက်လာစဉ်တာယာဝတီခရိုင်တက်ရင်383ရက်နှစ်တခွေနှစ်ရဲဘော်များကစောင့်ကြူတက်ခဲ့ခဲ့ရာ၄မမပုံတိနှလုံးသည်စစ်တပ်စစ်ကြောင်းပေါ်ကြာရောက်ပောက်ကွဲခဲ့ပြီးဒေါ်လှိုင်ရဲဘော်များကလည်းလက်နက်ငယ်များဖြင့်ပြခတ်တိုက်ခိုက်ခဲ့သောကြောင့်စစ်ကောင်စီတပ်သား6ဦးမျက်မြင်သေးဆုံးခဲ့ကြောင်းတာယာဝတီခရိုင်တက်ရင် 383ရန်ထင်မှတာဝန်ရှိသူတို့ကပြောဆိုထားပါဗျ။တာယာဝတီခရိုင်တက်ရင်383ရန်ထင်မှတာဝန်ရှိသူတို့ကစစ်ခွဲအုပ်ထေကို40မမပုံတီတက်ရိုက်ကိုကြားရောက်ပောက်ကွဲတာ။နောက်ပြီးလက်နက်ငယ်ရိနဲ့လေးဝိုင်းချတော့စစ်ခွဲရိထိခိုက်တေဆုံးခဲ့တာ မျက်မြင်စစ်ခွေ6កောင်တည်ဆုံးတယ်။အများပြားလေးထိခိုက်ဒဏ်ရာရရှိရလို့ရန်ကုန်ခေတ်သစ်တရင်ဌာနတို့အကြေပြုပြောဆိုထားပါတယ်။ဆက်လက်၍လေးထိတွေ့တိုက်ပွဲများဖြစ်ပွားလာနိုင်၍ပြည်သူများအနေနဲ့စစ်ကောင်စီတပ်သားများအနီးတွာလာနေထိုင်မှုများလုံးဝလုံးဝမပြိုလုံကြရနဲ့အထိနာနေတဲ့အကြံဖက်စစ်ကောင်စီတပ်သားများဟာလေကြောင်းတိုက်ခိုက်မှုများအပြင်ပြည်သူများကိုလူသားတိုင်းအဖြစ်ဖမ်းဆီးခြင်းလူမဆန်စွာဖမ်းဆီးတပ်ဖြတ်ခြင်းများလှုံ့ဆော်နေ၍အထူးတရိထာနေထိုင်ကြရ ရန်တာယာဝတီခရိုင်တပ်ရင်383ရက်နှစ်မှတာဝန်ရှိသူတို့ကဆက်လက်ပြောဆိုထားပါဗျ။ဒါ့အပြင်အပရလ29ရက်နေ့တွင်လေတိုးလိုင်းရေးတပ်ဖွဲ့များနဲ့အကြံဖက်စစ်တပ်တို့ထက်မှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုများကြားအလံဖြူထောင်၍အလင်းဝင်လာသောစစ်ကောင်စီတပ်သားများလည်းရှိကြောင်းဒေသအတွင်းစစ်ရေးတရင်ချင်းများထံမှသိရှိရပါရဲ့ရှင်။ တောင်တာမြို့နေတောင်ခမောက်ရွာကိုစစ်တပ်ကလေရင်ဖြင့်ပုံကျေတက်ခဲမှုတွင်ကျေးရွာအတွင်းရှိနေအိမ်များမိလောင်ပျက်စီးသွားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။မန္တလေးတိုင်းတောင်တာမြို့နေတောင်ခမောက်ရွာကိုအကြံဖက်စစ်တပ်ကလေရင်ဖြင့်ပုံကျေတက်ခဲခြင်းကြောင့်ကျေးရွာအတွင်းရှိနေအိမ်များမိလောင်ပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။ အပရလ29ရက်နေ့နံနက်ပိုင်းတွင်တောင်တာမြို့နယ်တောင်ခမောက်ကျေးရွာတွင်အကြံဖက်စစ်တပ်နှင့်တုံးလှန်ရေးတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားပြီးနောက်စစ်တပ်ကလီယင်ဖြင့်ပုံကျေးတိုက်ခိုက်ခဲ့ရာကျေးရွာအတွင်းရှိနေအိမ်များမိလောင်ပျက်စီးခဲ့ပြီးလက်ရှိချိန်ထိပြည်သူများပဲလွရာထွက်ပြီးတိမ်းရှောင်နေရစီဖြစ်ကြောင်းဒေသခံပြည်သူများကပြောဆိုထားပါတယ်။တောင်ခမောက်ကျေးရွာဟာနေအိမ်130ကျော်ရှိသော ကျေးရွာဖြစ်ပြီးအကြံဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်နေအိမ်များမီးလောင်နေစဉ်တွင်ပြည်သူများကကျေးရွာအတွင်းသို့ဝင်ရောက်မင်းငိမ့်တက်ရန်လှုံ့ဆော်ခဲ့တော်လည်းစစ်ကောင်စီတပ်သားများကလိတ်လံပစ်ခတ်နေသောကြောင့်ပြည်သူများပြန်လည်ထွက်ပြေးခဲ့ရကြောင်းသိရှိရပါသည်။ ဒေသခံပြည်သူတူကဒီနေ့နဲ့နဲ့ပိုင်းမှာတိုက်ပွဲဖြစ်တာအေတာရွာကိုလေရင်နဲ့ဘုံချေသွားတာတရွာလုံးလေးမေးလောင်သွားပါတယ်။မိသွားငင်းကြလဲအငင်းမခံပေးပြစ်ထွက်ပါတယ်။ရွာမှာအင်ချေကတော့130ကျော်ရှိပါတယ်လို့ရန်ကုန်ခေတ္တသတင်းဌာနတို့အတည်ပြုပြောဆိုထားပါတယ်။လက်ရှိအချိန်တွင်အကြံဖက်စစ်တပ်စစ်ကြောင်းဟာတောင်ခမောက်တောင်ချင်း၌ဆက်လက်တဆွေးထားသောကြောင့်ဂျေးရွာအတွင်းရှိပျက်စီးမှုအခြေအနေကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရှိရပါတယ်ရှင်။ စကိုင်းငလင်ကြီးတက်လာပြီးတဲ့ယနေ့တွင်ရီတာရှင်မြို့အနီးသို့မဟုပြုတ်ပြီးပြန်အား၄.၃အဆင့်ရှိငလင်ထပ်မံလှုပ်ခက်ပြန်တဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင် စကိုင်းငလင်ကြီးတက်လာပြီးတဲ့ယနေ့တွင်ရီတာရှိမြို့အနီးသို့ဗဟုပြုပြီးပင်အား၄.၃အဆင့်ရှိငလင်ထက်မှန်လှုပ်ခတ်ခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထုတ်ထားရေးနဲ့ BND ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကယနေ့နံနက်ပိုင်းတွင်တရင်ထုတ်ပြန်ထားပါသည်ယနေ့အပရလ28ရက်နေ့နာနဲ့9နာရီ58မိနစ်အချိန်ပခိုတိုင်းရီတာရှိမြို့အနီးမေအောက်အနက်6ကီလိုမီတာကိုဗဟုပြု၍ရီတာစကေး၄ .3 အဆင့်ရှိအင်အ အတင်အကျင်ရှိတဲ့မင်းငလင်တစ်ခုလှုပ်ခတ်သွားကြောင်းစကိုင်းငလင်ကြီးရဲ့နောက်ဆက်တွဲငလင်ငယ်များဆက်လက်လှုပ်ခတ်နိုင်တဲ့အတွက်ငလင်ဘေးဆောင်ရန်ရှောင်ရန်တတိပြုတ်ရန်များနဲ့အညီနေထိုင်ကြပါရန်အမျိုးသားညီငယ်ရေးအစိုးရလူသားချင်းစာနာထုတ်ထားရေးနဲ့ဘေးအန်ဒရီဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကအတည်ပြုထားပါတယ် တောင်ကုန်မြို့မှပြည်သူတို့ကဒီမနက်ငလင်လှုပ်တာတော့တိတ်မတိလိုက်ဘူးမင်းညာကမိုင်းလေးပဲလှုပ်တာတော့တရင်တွေတက်လို့တိလိုက်တယ်ဒီမနက်တော့မတိလိုက်ဘူးလို့ရန်ကုန်ခေတ်သတင်းဌာနထံသို့အတည်ပြုပြောဆိုထားပါတယ်မတ်လ28ရက်နေ့ပြင်အား9.8အစင်းရှိငလင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက်နောက်ဆက်တွဲငလင်လှုပ်ခတ်မှုအနေဖြင့်အကျဉ်းရီ158ကျင်းလှုပ်ခတ်ခဲ့ကြောင်းမိုးလေဝသနဲ့ဇလဗေဒဝန်ကြားမှုဦးစီးဌာနကဒီကနေ့သတင်းထုတ်ပြန်ထားပါဗျ။ ယမနေ့ညပိုင်းတွင်လေမန်းလင်းကိုဗဟုဖြို့၍မင်းအောက်အနက်6ကီလိုမီတာတွင် Richter scale 4.4အဆင့်ရှိအင်အားအတင်အတင်ရှိတဲ့မင်းငလင်းတစ်ခုလှုပ်ခတ်သွားခဲ့ကြောင်းအဆိုပါငလင်းကြောင်းမန်းလီစကိုင်းနဲ့ပင်ဦးလွင်တို့တွင်တိတာသောငလင်းလှုပ်ခတ်မှုထပ်ဖြစ်၍ပြီးသူများအထိတ်တလန့်ဖြစ်ခဲ့ကြကြောင်းမန်းလင်းမြို့ပေါ်မှပြီးသူတချို့မှာယမနေ့ညနေပိုင်းနေထိုင်ရအိမ်များမှလမ်းမပေါ်တွင်အိတ်ဆက်ခဲ့ကြကြောင်းသိရှိရပါရှင်။ ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့ကျွန်တော်နဲ့ပဲရနာတော့ပါမယ်ရှင်။ Challenge Channel သတင်းစီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းမင်္ဂလာပေါင်းနဲ့ခိုင်ရောင်းနိုင်ကြပါစေရှင်။